marketing ပြီးတဲ့မှာစိတ်ကုန်တာရှိလားဆိုတော့ကျွန်တော်တချို့တော့တချို့တော့အချိန်တွေမှာတော့ဟိုကျွန်တော်တို့ဒီဒီပြောခေါ်မလဲယုံတွင်အချင်းချင်းမှာဟိုဟို clash ဖြစ်တဲ့အဲ communication communication gap ပေါ်ပဲကျွန်တော်ပြောမှာပါဗောလေအဲ့လိုမျိုး gap ဖြစ်ပူတဲ့ဟာတွေကျွန်တော်အများကြီးအရင်တော့လည်းဟိုကြုံခဲ့ပူပါတယ်ဟိုကျွန်တော်အနေနဲ့ကတော့ပို့ပို့လင်းလင်းပြောရတဲ့အချင်းချင်းလို့တော့မသိဘူးကျွန်တော်တို့အဲ့လိုတစ်ခုခုဆိုလို့ရှိရင်ငါသွားပြီးတော့ပဲကျွန်တော်တော့ဒီလိုမြင်တာအဲ့တော့ ကိုဘာကြောင့်ဒါမျိုးတွေအဖြစ်ရတာလဲဘာလဲသူညာလဲပေါ့လေဆိုတော့စားတယ်စားတယ်စားတယ်ဟာမျိုးတွေဟိုကျွန်တော်ကပြောနေကြဆိုတော့ကြတော့အဲ့လိုမျိုးကြီးကျွန်တော်သာစိတ်ကိုပဲကုန်ရနေမယ်ကျွန်တော်ကျွန်တော်စိတ်ကုန်နေတာတော့အာတော်တော်လေးရှားတယ်ပေါ့နော်ညမေဥစားမိထားတာဝန်ထမ်းဖြစ်ဖြစ်တဲ့ကိုပိုင်အလုပ်အနေနဲ့ဖြစ်ဖြစ် marketing field မှာလောက်ခိုင်းရင် အဲစိတ်ကုန်ခဲ့တာမျိုးရှိခဲ့ဘူးလားကိုပြတော့ okay ဟို marketing field မှာ marketing ကိုတော့အဲ့လိုမျိုးကြီးတစ်ခါမှတော့မဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့ program လည်းဒီ marketing လောက်ရတာသဘောကျတယ်ဒီလူတွေကိုအာလူတွေနဲ့ brand တွေနဲ့ဂျာထဲမှာအဲ့လိုချိတ်ပေးရတဲ့ဟာတွေပြီးတော့ဟိုလူတွေလိုချင်တဲ့လူတွေတို့အကျိုးရှိနိုင်မယ့်ဟာမျိုးကျွန်တော်ပေးရတဲ့ဟာမျိုးကျွန်တော်နေနေသဘောကျတာပေါ့ဆိုတော့ဟို marketing လုပ်လို့တော့ လောက်ရလို့တော့ကျွန်တော်အဲ့လိုစိတ်ကုန်တာတွေစိတ်ပြတ်တာတွေတခါမှတော့မရှိခဲ့ဘူးပေါ့နော်ဟို however ဟိုကျွန်တော်စိတ်ကုန်နေရေလို့တော့မဟုတ်ပြင်းလာတဲ့ဟာတော့ခဏခဏဖြစ်ဘူးလေဟိုပြင်းလာတယ်ဆိုရဲဟာကျွန်တော်အရင်တော့လည်းရတယ်ဟိုကျွန်တော်ကအလုပ်တစ်ခု company တစ်ခုကိုဝင်နေဆိုလို့ရှိရင်နှစ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 ်ခွဲလောက်ပဲကျွန်တော်အများဆုံးလုပ်ခဲ့ဘူးပါအများဆုံးဆိုတော့ဟို repeated အဖြစ်လာတဲ့အခြေအနေမျိုးရှိရပါတော့ဆိုတော့အဲ့လိုမျိုး repeat ဖြစ်လာရဆိုလို့ရှိရင်ပြင်းလာအချိန်တန်လို့ရှိရင်ဒီဟာဒီဟာဒီဟာဒီ campaign တွေဒီဟာတွေဒီဟာဒီဟာတွေပဲကျွန်တော်လုပ်လို့နေရတာဆိုတော့ကျွန်တော်ပြင်းလာတဲ့အချိန်လေးမျိုးရှိရပါလိမ့်ဟိုအကြောင်ကျွန်တော်ခု marketing agency ထားတယ်ဆိုရဲဟာလည်းဟို blog ဖောင်းလည်းဒီ industry တခုတည်းမှာမဟုတ်ဖန်နဲ့တက်လာဟိုမဖုန်းဆိုလဲဖုန်းဒီဘန်ဆိုလဲဘန်တော့ကိုဆိုလဲတော့ကိုအဲကျွန်တော်ဆက်လောက်ဆိုင်ဆိုတာဆက်လောက်ဆိုင်ပါလိမ့်အဲအဲ့လိုမျိုးဒီ branding အများကြီးရဲ့အကြောင်းကိုကျွန်တော်ပို့တည်ရပြီးတော့ဒီလူတွေနဲ့ပို့ပြီးတော့နင်းနီးဆက်ဆက် အဲရှိနိုင်မယ်လို့ကျွန်တော်ယူဆတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးအာ marketing agency ကိုကျွန်တော်ဆက်လုပ်ဖြစ်ခဲ့တယ်ပေါ့လေဆိုတော့အာဒါကတော့ကျွန်တော်ဟိုပါပါဒါပေမဲ့ဒီတခုရှိတာကတော့ဘယ်လိုခေါ်မလဲအာ marketing field မှာစိတ်ကုန်တာရှိလားဆိုတော့ကျွန်တော်တချို့တော့တချို့တော့အချိန်တွေမှာတော့ဟိုကျွန်တော်တို့ဒီဒီဘယ်လိုခေါ်မလဲယုံတွင်အချင်းချင်းမှာဟို ့ clash ဖြစ်တဲ့အဲ communication communication gap ပေါ်ပဲကျွန်တော်ပြောမှာပါလေအဲ့လိုမျိုး gap ဖြစ်ပူတဲ့ဟာတွေကျွန်တော်အများကြီးအရင်တော့လည်းဟိုကြုံခဲ့ပူပါတယ်ဟိုကျွန်တော်အနေနဲ့ကတော့ပုံပုံလေးလေးကြော်ရတဲ့အခြေရှိလို့တော့မသိကျွန်တော်တို့လည်းတခုခုဆိုလို့ရှိရင်ငါသွားပြီးတော့ပဲကျွန်တော်တော့ဒီလိုမြင်တာအဲ့တော့ဟိုဘာကြောင့်ဒါမျိုးတွေအာဖြစ်ရတာလဲဘာလဲသူညာလဲပေါ့လေဆိုတော့စားရဲစားရဲစားရဲဟာမျိုးတွေဟိုကျွန်တော်ကပြောနေကြဆိုတော့ကျတော့အဲ့လိုမျိုးကြီး ျွန်တော်သာစိတ်ကိုပဲကုန်ရနေမယ်ကျွန်တော်ကျွန်တော်စိတ်ကုန်နေတာတော့အာတော်တော်လေးရှားတယ်ပေါ့နော်ဟိုတစ်ခါမှတော့စိတ်ကုန်နေတာပြောတော့မရှိသေးဘူးလို့ပဲကျွန်တော်ဒီကနေပြောပါပါပဲ